အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအမေရိကန်နိုင်ငံမှာသာတည်တံ့ကစားတဲ့အမေရိကန်ဘောလုံးအဖွဲ့နာမည်ပြောင်းတင်ကြောင်းဒီဇင်ဘာလ9ရက်နေ့ကဝါရှင်တန်ဒီစီမြို့မှာကျင်းပတဲ့2026ခုနှစ်ကမ္ဘာဖလားအုပ်စုမဲနိုင်ပွဲအခမ်းအနားမှာပြောကြားလိုက်ပါတယ်။ဒီကမ္ဘာလုံးကတည်ထားကြတဲ့ဖုတ်ဘောကိုအမေရိကန်တွေကဆော့ကာလို့ခေါ်ကြပါတယ်။အမေရိကန်တွေတည်ထားတဲ့ဖုတ်ဘောဟာကစားသမားတွေကတန်အုပ်ထုပ်တွေစောင်းထားပြီးလက်နဲ့ပြစ်ပေးလက်နဲ့တည်ပြေးလုပ်ရတဲ့ကစားနည်းဖြစ်ပါတယ်။ဒီကစားနည်းအသင်းရဲ့နာမည်ကတော့ National Football League NFL လို့ခေါ်ပါတယ်။အင်္ဂလိပ်ပရီးမီးယားလိဂ်လို့သဘောမျိုးဖြစ်ပါတယ်။တကမ္ဘာလုံးက Football လို့ခေါ်နေကြတဲ့အားကစားနာမည်အတိုင်းအမေရိကန်အသင်းကိုလည်းခေါ်လို့ရအောင်အမေရိကန်မှာပဲကစားနေတဲ့ Football ကစားနည်းကိုတခြားနာမည်တစ်ခုခုနဲ့ပြောင်းတင်ကြောင်းသမ္မတ Trump ကအခမ်းအနားမှာပြောခဲ့တာပါ။အခုလို့ခေါ်နေတာကအတိတ်ပဲမရှိကြောင်းလည်းသူကပြောပါတယ်။သမ္မတ Trump ဟာအမေရိကန်က NFL နဲ့ပတ်သက်တဲ့သဘောထားကိုအရင်ကလည်းမကြာခဏထုတ်ပြောလို့ရှိပါတယ် အထူးသဖြင့်သူ့ပထမသမရသက်တမ်း2019နဲ့2018ခုနှစ်တေအကြာကစားသမားတွေအမေရိကန်မှာလူမျိုးရေးခွဲခြားဆက်ဆံတာကိုစန့်ကျင်တဲ့အနေနဲ့ပွဲမဆခင်နိုင်ငံတော်တချင်းဆိုတဲ့အချိန်သူများတွေလိုမတ်တက်မရဖဲဒူးထောက်ထိုင်တာကိုမကြိုက်တဲ့ကိစ္စနဲ့အုပ်ချုပ်ရေးအဖွဲ့ရဲ့စီကန်းနေအပေါ်သဘောမကျတာတွေကိုဝေဖန်ပြောဆိုမှုပါတယ်သမရထရမ့်ဟာ1980ခုနှစ်တည်းတုန်းက United States Football League USFL ဆိုတဲ့ဘောလုံးအဖွဲ့ချုပ်မှာ ပါတဲ့အမေရိကန်ဘောလုံးအသင်း New Jersey Generals ရဲ့ပိုင်ရှင်ဖြစ်မှုပါတယ်။ဒါပေမဲ့သူအဲ့ဒီအသင်းကိုပိုင်ပြီးနောက်ပိုင်း NFL နဲ့ပေါင်းကြဖို့ဖိအားပေးပြီးအဲ့ဒီ USFL ဘောလုံးအဖွဲ့ချုပ်ကိုငွေများများတုံ့ခိုင်းတာကြောင့်သိပ်မကြခင်မှာပဲအဲ့ဒီဘောလုံးအဖွဲ့ချုပ်လည်းဒေဝါလီခံပြီးဖျက်လိုက်ရတဲ့တာရကရှိမှုပါတယ်။သမရထွန်းကတော့ FIFA ကပေးတဲ့ပထမဆုံးငြိမ်းချမ်းရေးဆုကို မနေ့ကကျင်းပတဲ့အခမ်းအနားမှာရရှိသွားပါရခင်ဗျာကျွန်တော်ဇုံဝင်လိုက်ပါ